ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ပဲခူးတိုင်းဖြူမြူနေရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ကစစ်ကောင်စီစခန်း၉ခုကို PDF နဲ့ KNL ပူးပေါင်းတပ်ဖွဲ့တွေကမနေ့ကမနေ့အစောပိုင်းမှာတပြိုင်တည်းတိုက်ခိုက်ခဲ့တယ်လို့ NUG ကကွေးဝင်ကြီးဌာန MOD ကသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်၂၀ထက်မနည်းကြာဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကရေအုပ်တယောက်အပါအဝင်စစ်သုံးမှန်း၃ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့လည်းဆိုပါတယ်။ ိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နက်ခေယံစစ်တုံးပစ္စည်းအမြောက်များကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေဖက်ကရေးပေါ်တယောက်ကြားဆုံးခဲ့ရပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း MOD ကသတင်းထုတ်ပြန်ထားပါတယ်။ကြည်သူကကိုရဲ့တက်မတော် PDF တိုင်းစစ်ဌာနပကူဟာပကူတိုင်းအတွင်းစစ်စင်ရေးတွေကိုတိုးမြှင့်ဆောင်ရွက်နေတာကြောင့် ပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့ MOD ကမြစ်တာရက်ခံထားပါရှင်။